သသက်ခိုင်သမီးကြီးကြိုက်နေတဲ့ယောက်ျားကအစရောဖြိုးမြအောင်မဟုတ်ပင်နဲ့ UFC မှာထိုးတက်နေတဲ့ Joshua Ban ဖြစ်ကြောင်းဒီကနေ့မှာပြောတော့သသက်ခိုင်သမီးအစရောကြီးကတော့ပြည်တိကိုယင်ဖွင့်လာခဲ့ပြီလေဖြစ်ပါ रे သသက်ခိုင်သမီးကြီးဟာဆိုရင်တော့ဖြစ်မွေးကလေးကနေအမိ1 byte တက်ကထွက်လာတာနဲ့ချမ်းသာတဲ့တန်ကောင်းဆုံးလူသားတွေတက်ကတယောက်ပဲဖြစ်ပါ रे ဒါပေမဲ့ ီချမ်းသာမှုစည်းစိမ်တွေကသူ့အဖေနဲ့အမေရှာထားဖြစ်တဲ့အတွက်သူဟာအဲ့ဒီငွေကြေးတွေကိုမသုံးရဲပဲနဲ့အိမ်ပေါ်ကနေဆင်းပြီးတော့တကယ်တခြားသောလုပ်ငန်းတွေမှာစီးရင်းနေနဲ့ရော marketing ဝန်ထမ်းနေနဲ့ရော HR ဝန်ထမ်းနေနဲ့ရောဝင်ရောက်လုပ်ကင်ခဲ့တာလေးဖြစ်ပါတယ်။နောက်ပိုင်းမှာမှသူ့ရဲ့မိဘတွေစီပြန်လာခဲ့တာလေးဖြစ်ပါတယ်။သူကသူချမ်းသာတာမဟုတ်ကြောင်သူကအမြဲတမ်းပြောပါရယ်အခုသူကိုတတိသမီးလို့ခေါ်တာကသူ့အဖေနဲ့အမေကချမ်းသာလို့သူ့ကိုတတိသမီးလို့ခေါ်ကြောင တကယ်လို့သာသူသာချမ်းသာလို့ရှိရင်တတိသမီးလို့ခေါ်ဆရာမလို့တော့ဘင်းနဲ့တတိမာဆိုပြီးတော့သူ့ကိုခေါ်ကြမှာဖြစ်ကြောင်းเนาะအဲ့လိုမျိုးအခုလိုမျိုးငွေကြေးပြည့်စုံမှုတွေကသူ့ရဲ့เนาะစူးစမ်းအထောက်အမှုတွေရလာတာမဟုတ်ကြောင်းကိုသက်သက်ခံရတဲ့မီးဂျီကတော့သိရှိနားလည်ပြီးတော့မမီကိုကိုစူးစမ်းအထောက်အမှုတွေအမြဲတမ်းပဲပြင်ဆင်စူးစမ်းနေတဲ့သူပဲဖြစ်ပါတယ်ဒီလာပိုင်းတွေတန်းမှာတော့အစရောဖြူးမြောင်နဲ့သက်သက်ခံမီးဂျီရဲ့เนาะဒါကျွန်တော်တို့အခြေအနေတွေကကြားနေရတာဖြစ်ပြီးတော့ဟုတ်လားမဟုတ်လားเนาะဘယ်သူမှအတိအကျမသိခဲ့ရပါဘူး ဒါမဲ့ဒီကနေ့မှာတော့တသက်ခိုင်သမီးဂျီကသူ့ရဲ့အရန်ကိုမှခြိုက်တဲ့ယောက်ျားပုံစံကအခု UFC မှာလုံးဝကိုထွန်းတောက်တော့မဲ့ Joshua ဘန်သာဖြစ်ကြောင်းဒီကနေ့မှာပဲပွင့်ဟဝန်ခံခဲ့တာလေးဖြစ်ပါတယ် Joshua ဘန်ကတော့မကြခင်မှာ UFC ရဲ့ ranking number 1 Brandon Roba နဲ့ထိုးသက်ရတော့မှပြီဖြစ်ပါတယ်ဒါလားအတွင်းမှာပဲပွဲနှစ်ပွဲထိုးမှာပါဆိုတော့အတော်လေးကိုပွဲလက်ခံချမ်းနေလို့အများကတော့ဝေဖန်ချပါမယ်နိုင်နိုင်လို့ထိုးတာဖြစ်ကြောင်း Joshua ဘန်ကတော့ပြောထားပါတယ်ဒီလိုမျိုး မြောင်းနိုင်ငံရဲ့ထိတ်တန့်တဲ့ထေးဖြစ်တဲ့တသက်ခိုင်တဲ့သူယောက်ျားရဲ့နော်သမီးလေးရဲ့စိတ်ဝင်စားခြင်းခံခဲ့ရတဲ့ခံရတဲ့ဂျက်ရှွာဘန်အတွက်တော့ဒီဟိုမှာဂုဏ်ယူစရာပါပဲနော်